ဂရိန်ဝေါ်ဟိုတယ်ထဲမှာပိတ်မိနေပြီးကဲတင်ဖို့ကြံနေခဲ့တဲ့သူတွေကိုအသက်ရှင်ရမရတော့ဘူးဆိုရင်တော့မှဓာတ်ပေါ်လေးတွေလိုချင်ပေမဲ့ဂရိန်ဝေါ်ဟိုတယ်ဘက်ကဟိုတယ်ကိုဖြိုချခွင့်မပေးသလိုလိုအပ်တာတွေလည်းဘာမှမလုပ်ပေးလို့စပီကောက်လုပ်ပေးဖို့အတွက်နင်နာသူမိသားစုဝင်တွေက တောင်းဆိုထားပါတယ်မက်လာ28ရက်နေ့မှာဖြစ်ပွားခဲ့တဲ့အင်အားပြင်းကလေးကြောင့်မန္တလေးမြို့ရှိအစာဦးတော်တော်များများပြိုကျပျက်စီးခဲ့ပြီးလူပေါင်းများစွာပိတ်မိနေကြတာလည်းဖြစ်ပါတယ်။ အဆိုပါပြိုကျပျက်စီးခဲ့တဲ့ထဲမှာ Great Wall Hotel ရဲ့အပါအဝင်ဖြစ်ခဲ့ပြီးပြိုကျခဲ့ပြီး6ရက်မြောက်နေ့အထိအထဲမှာပိတ်မိနေသူတွေများစွာရှိနေခဲ့ပေမယ့် Great Wall Hotel ဘက်ကတာဝန်ရှင်မှုတာဝန်ခံမှုမရှိတာကြောင့် Speaker လုပ်ပေးဖို့အတွက်နင်နာသွင်းမိသားစုကအခုလိုပြောထားတာဖြစ်ပါတယ်။အရှိတ်ဘက်မှာပိတ်မိနေတဲ့သူရဲ့မိသားစုဝင်တွေပါအခုချိန်မှာမျောလင်းချက်မရှိတော့ပေမဲ့ dead body လေးဖြစ်ဖြစ်မြင်ရမှအဆင်ပြေကြမှာမို့ hotel ကလူတွေနဲ့စကားပြောခဲ့ပါတယ်သူတို့ကဖြိုချဖို့လဲခွင့်မပြုပါဘူး အရှိတ်မှာလူသိမ့်မရှိဘူးလို့ပြောပါတယ်ဟိုတယ်ချက်ကောက်လုပ်ပြီးကားလာကြုံမှာထိုင်ဆောင်နေကြတာပါတေချာပေါအဲ့ဒီနေရာမှာရှိနေပါတယ်မိသားစုဝင်တွေအားလုံးကကိုလူတွေရှိချောင်းပြောတော့ဘာမှပြန်မပြောတော့ပါဘူးသူတို့မှာဘာတာဝန်မှမရှိသလိုဘာမှလည်းတာဝန်မယူဘူးလို့ပြောပါတယ်။စားဖြစ်ခဲကလည်းဟိုတယ်ဘက်ကကယ်ဆယ်ရေးလုပ်ဖို့အနာကက်မခံတာလို့လို့ကယ်ဆယ်ရေးတွေကပစ္စည်းမစုံလို့မလုပ်တာလို့လို့နဲ့နှစ်ရက်ကျော်တဲ့အထိဘာမှလုပ်မပေးခဲ့ပါဘူး။ကယ်ဆယ်ရေးတွေရောက်ပြီးပြန်သွားကြတာပါ။ တောင်ရမြောက်ညမှာကြမှာကဲဆယ်ရေးစဝင်တော့မျောလင်းနေကြတော့မှာတ냐နဲ့တမနဲ့ကဲဆယ်ရေးလှုပ်ပြီးရှင်နေသူမရှိတော့လို့နားပြီဆိုပြီးပြောပါတယ်ကဲဆယ်ရေးကအနောက်ဘက်ကိုပဲလှုပ်တာပါအရှိတ်မပါပါဘူးအရှိတ်မှာလည်းရှင်ရင်ရှင်နေနိုင်တာပဲပြီးတော့ဘာမှထပ်မလှုပ်တော့ပါဘူးကဲဆယ်ရေးတွေကလည်းခွင့်ပြုမှလှုပ်ပေးလို့ရမှာပါရှင်နေသူမရှိရင်ကဲဆယ်ရေးတွေကဖြိုချမယ်ပဲကြားပါတယ်သူတို့ကဖြိုခွင့်မပြုပါဘူး အထက်ကိုစတင်ရမှာပါညာနဲ့ပြီးတော့ဒီတိုင်းမှာပဲဖြူချခွင့်မပြူတာကအပေါ်တက်မှာလာတဲခိုတဲ့သူတွေကတမိုးကြီးပစ္စည်းတွေပါလို့လို့ပြောပါတယ်။ဒါဆိုယူပေးလိုက်လို့ပြောတာပဲကိုထုတ်ခွင့်မပေးပါဘူး။နိုင်ငံသားရဲ့ပစ္စည်းတွေကိုတော့ထုတ်ခွင့်ပေးတယ်။ လက်ထိုးလိုက်တာဖြစ်တယ်လို့လည်းကြားပါရယ်အခုအပိုင်းရှင်တွေကိုရှေ့ရက်တွေကဖုန်းနဲ့ဆက်သွယ်လို့ရသေးတယ်အခုဖုန်းတွေဆက်ရင်ဒီဘက်ကမှန်းသိရင်ချပြစ်ပါရယ်ခုကအရှိမအမိုက်ကောက်တန့်ရှင်းရေးပဲလုပ်နေတော့တယ်မိသားစုဝင်တွေအားလုံးစဖြစ်တဲ့နေ့ကလေးကဟိုတယ်ရှိမနေ့ညမပြတ်မျောလင်းချက်လေးနဲ့စောင့်နေကြတာပါရက်တွေအရန်ကြတော့မရှင်တော့ရင်တော့ဓာတ်ပေါ်လေးတော့လိုချင်နေလေဟိုတယ်ဘက်ကဘာတစ်ခုမှပူပေါင်းပေးခြင်းမရှိဘူး ဓာတ်ပေါ်တွေတောင်ထုတ်ခွင့်မပေးဘူးမိသားစုဝင်တွေအားလုံးကိုလူတွေရဲ့ဘာအစားအနာမှတော့ပြန်မရပဲမပြန်နိုင်ပါဘူးတခုခုတော့လှုပ်ပေးစေချင်တာပါတဘာဝဘေးကြောင့်တာဝန်မရှိဘူးဆိုရင်တော့ဓာတ်ပေါ်တွေလေးရဖို့ပူပေါင်းပေးစေချင်ပါတယ်သူတို့ဘက်ကစ조사ပေးရတာနဲ့မရတာဆိုရင်ညီမတို့အနေနဲ့ကလက်ခံပေးလို့ရပါသေးတယ်အခုကလူလဲဆုံးရှုံးသူတို့အတွက်ဘာတစ်ခုမှပြန်မလုပ်ပေးနိုင်တဲ့ခန်းစားချက်ကြီးနဲ့ဖြစ်နေကြလို့ပါ ထဲမှာရှိတဲ့သူတွေကလည်းကိုမိသားစုတွေရဲ့အဖိုးတန်တွေမို့လို့တက်မဲ့ပစ္စည်းတွေကိုမငဲ့ကွက်ပဲဟိုတယ်အနေနဲ့ပူပေါင်းပေးဖို့အနူးညွတ်တောင်းဆိုချင်ပါတယ်ဟုဆိုကနင်းနာသွင်းမိသားစုဝင်တအူးကစိတ်မကောင်းဝမ်းနဲ့စွာရှင်းဖွင့်ထားတာပဲဖြစ်ပါတယ် ခရိုင်ဝေါ်ဟိုတယ်ဟာမန္တလေးမြို့ရှိပြောကြားခဲ့တဲ့အစာဦးထဲမှာလူသိအများတဲ့အစာဦးတစ်ခုဖြစ်ပေမဲ့လေကဲဆယ်ရေးကိုတ냐နဲ့တမနဲ့သာလောက်ခဲ့ပြီးအထဲမှာကြန့်ရှိခဲ့တဲ့လူတွေကိုထပ်ပြီးတော့ကဲဆယ်ရေးလည်းမလုပ်တော့သလိုအသက်မရှိတော့ဘူးဆိုရင်ဓာတ်ပေါ်ရီလိုချင်ပါတယ်ဆိုတာတော့မှတမိုးကြီးပစ္စည်းတွေဟိုတယ်ထဲမှာကျန်နေသေးလို့ဟိုတယ်ကိုဖြိုချခွင့်လုံးဝမပေးဘူးလို့လည်းသိရပါတယ်